တာကာဟာရှိကဖာဗလဲကိုပညာဆိုင်ခဲ့ပြီးမျက်ရည်ပေါက်ပေါက်ကြောင်ငိုသွားကြောင်သူစီယာအေဘီဟာရာကိုဖုံးဆက်ပြီးပြောပြခဲ့ပါတယ်အေဘီဟာရာကသူဝင်နေကြလက်နက်မောင်းကိုရောင်းတဲ့သူစီမှာကြည်စံလာဝင်နေတာဖြစ်ပါတယ်မောင်းကိုလှုပ်တဲ့သူကလက်နက်တွေရောတရိတ်ဆန်တွေပါမောင်းကိုလှုပ်တဲ့အထိစီပွားရေးတောင်းကျမ်းနေပါတယ်ဖာဗလဲကတော့အေးစလေးချင်းနေပြီးအေဘီဟာရာကအပြန်လမ်းမှာကြည်စံအဟောင်းတွေကိုဖောက်နေခဲ့ပါတယ်ရကြကြင်းရင်နေတဲ့ဖာဗလဲစီသူ့ဘောကစပါ့လာခဲ့ပါတယ် အိမ်မွေးတရိတ်ဆန်မွေးဖို့အကြံပေးတဲ့စာဖြစ်ပြီး jacket sticker တွေပါပို့ခဲ့ပါတယ်။ Favela ကတော့ jacket sticker ကိုပဲအာရုံရောက်နေပေမဲ့ Boss ကရုပ်ကုတ်ကိုပါအိမ်မွေးတရိတ်ဆန်မွေးဖို့ပြောလာခဲ့ပါတယ်။အဲဒါကြောင့်နှစ်ယောက်အတူအိမ်မွေးတရိတ်ဆန်ရောင်းတဲ့ဆန်စီထွက်လာခဲ့ကြပြီး Favela ကစိုင်မာတူရဲ့ jacket sticker တွေကိုပါစိတ်ဝင်စားနေပါတယ်။တရိတ်ဆန်မွေးဖို့ဆရာမထပ်တန်ပေမဲ့ချက်တူရဲ့တကောင်တောင်းမှန်ဖျန်လိုက်တဲ့အချိန်နိုင်ဟော့ကတ်စတန်ကန်ရဲ့ဒသိန်းနဲ့တွားတူနေပါတယ်။ဒါကိုသဘောကျသွားတဲ့ Favela ကချက်တူရဲ့ဝယ်ဖို့လုံနေတဲ့အချိန်မနေ့တုန်းကသူ့ကိုပြဿနာရှာခဲ့တဲ့အကောင်ကိုတွေ့လိုက်ရပါတယ်။ အဲဒါကြောင့်အပြင်ဘက်ကိုမြောက်ခွက်သွားခဲ့ပြီးဒီတစ်ခါမှလည်းတာခဟာရှိရဲ့လက်ချက်ပဲဖြစ်ပါတယ်။လူမိုက်နှစ်ယောက်လုံးကိုမြင်တော့ကြောက်ချင်အောင်ဆောင်ပြီးအော်နေရင်းနဲ့ပြေးထွက်သွားခဲ့ပါတယ်။ဖာဗလဲရဲ့အရှိန်ကြောင့်ဘောင်းစင်ကောင်မဲအမောဆုပ်သွားခဲ့ကညချိပြက်သွားရင်ဖာဗလဲကသူတို့ရှိကိုပြန်သွားပြီးထပ်ပြေးပါတယ်။ဒီကြားထဲအမောဆုပ်ချင်းအောင်ဆောင်လိုက်ပြီးနောက်တရားအမြင့်ကြီးကနေခုံချသွားလို့လူမိုက်တွေလည်းလိုက်ဖမ်းဖို့အရှုံးပေးလိုက်ရပါတယ်။ဒီလိုလောက်ရတာကိုဖာဗလဲကရှင်းနေနေပြီးရုပ်ခုစီပြန်သွားကဈေးကြီးတဲ့ကြက်တူရွေးကိုဝယ်ခဲ့ပါတယ်။ ယခုကအဲ့ဒီကျက်တူရွေအကြောင်းအင်တာနက်မှာရှာကြည့်တော့2340လောက်အထိအသက်ရှင်နိုင်ကြောင်းသိလရပါတယ်တကားဟာစီကတော့တက်လုံကောင်းပြီးအမြင်ကြီးကနေခုံချသွားတဲ့ဖာဗလေအကြောင်းဆက်လက်ဆုံသမ်းသွားအောင်ပါပါဖာဗလေကကျက်တူရွေကိုနာမည်ပေးဖို့အမျိုးမျိုးခေါ်ကြည့်တဲ့အခါခေါင်းဆောင်လိုခေါ်လိုက်တော့သူစီကိုပြန်တန်းလာခဲ့ပါတယ်သူကောင်းပေါ့ဤပါချသွားလို့မင်းနဲ့ကဘိုင်ဝမ်ဆွဲမယ်ဆိုပြီးစိန်ခေါ်တဲ့အခါကျက်တူရွေကဖာဗလေရဲ့အမွေကိုဆွဲနှုတ်ပြီးအနိုင်ယူလိုက်ပါတယ်တဖက်မှာတော့တကားဟာစီကဖာဗလေအကြောင်းနေခေါင်းဆောင်ကိုပြန်ပြောပြနေပြီးခေါင်းဆောင်ကတော့နောက်တစ်ခါလှုပ်ချင်ရဆက်မလုပ်ဖို့မှာပါတယ် အဲ့နောက်ခေါင်းဆောင်အေဘီဟာရာက တာခါဟာရှိကိုပတ်စံပေးပြီးယိုကိုနဲ့ရှောက်လွယ်နိုင်အောင်လုပ်ဖို့ပြောပါတယ်။သူတပည့်ကိုယိုကိုနဲ့ရှောက်လွယ်ခိုင်းပြီးဖာဗလက်အကြောင်းတွေကိုစုံစမ်းစေချင်တာဖြစ်ပါတယ်။တာကာဟာရှိလည်းကင်မရာကနေယိုကိုကိုစောင့်ကြည့်ရင်သူမကိုအပြင်ခေါ်ထုတ်နိုင်ဖို့အကြံထုတ်နေခဲ့ပါတယ်။အေဘီဟာရာကထုံးမောင်းလို့မရှိတဲ့သူ့ရဲ့ကားလေးကိုအင်ဂျင်နှုတ်ဖို့သွားတဲ့အခါကိုတုံးလုံးနဲ့လေ့ကျင့်ခန်းလုပ်နေတဲ့ဖာဗလက်ကိုတွေ့လိုက်ရပါတယ်။ တူလဆာနဲ့ယောက်ျားချင်းနှစ်ယောက်တည်းစကားပြောစီရရှိလို့ညကျရင်လာခေါ်မယ်ဆိုပြီးတော့ပြောခဲ့ပါသေးတယ်။တာကာဟာရှိကလည်းရုပ်ခုစီသွားပြီးဒီမျိုးအတွင်ကစားသောက်ဆိုင်ကောင်းကောင်းသီးလို့လိုက်ဖို့ပေးမယ်ဆိုပြီးသွားခေါ်ပါတယ်။ဘာတွေကြံထားကြလဲမသိပေမဲ့ဖာဗလယ်နဲ့ရုပ်ခုတို့ကလိုက်သွားရင်ကောင်းမလားဆိုပြီးတိုင်ပင်ကြပါတယ်။ဖာဗလယ်ကဒီမျိုးကိုသဘောကျတာကြောင့်လူသက်မှမဟုတ်ပဲရုပ်ခုကလည်းဘဲချခြင်းနေတာကြောင့်လိုက်သွားကြဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဒီလိုနဲ့ဖာဗလေကအဘီဟာရနဲ့ပါသွားခဲ့ပါပြီ။အဘီဟာရသူကအဆုတ်ကိုတံမိုးထားတဲ့လိုမျိုးဖာဗလေကလည်းတနက်တလက်စီကနေနှက်ခါအခက်ခံရဘူးလို့အဲ့ဒီတနက်ကိုတံမိုးထားကြောင်းပြောပြပါရင်အဲ့နောက်အဘီဟာရကမျက်နှာဖုံးတစ်ခုထုတ်ပေးလာခဲ့ပြီးမင်းကဖာဗလေဆိုတာကိုအခုထိမယုံသေးဘူးလို့ပြောလာပါရင်မိနစ်ပိုင်းအတွင်းအဖွဲတစ်ခုလုံးကိုအမောက်တိတ်နိုင်တဲ့လက်ပလနဲ့ဆိုရင်တော့တံမာတဲ့ဖာဗလေဆိုတာတေချာအောင်တတ်သိလိုချင်တာဖြစ်ပါရင်အဲ့ဒါကြောင့်တနေရစီရောက်တော့အမောက်ထဲမှာရက်နေတဲ့မဒင်းကောင်လူမိုက်ဖလာကြီးနဲ့ဖာဗလေကိုချခိုင်းပါရင် တဖက်မှာတော့တာခဟာရှိကယုခုကိုလာခေါ်ခဲ့ပေမဲ့ဈေးဘောတဲ့ကားနဲ့ဈေးဘောတဲ့စားတောက်ဆိုင်စီခေါ်လာလို့ယုခုကစိတ်ထဲမှာပဝင်မကြပါဘူး။ဒါကိုမသိတဲ့တာခဟာရှိကတော့စကီလီနဲ့ဆိုင်ထိုင်ရလို့ပြောနေပါတယ်။အဗီဟာရာရဲ့တပည့်ကဖာဗလဲကိုတန်းနိုင်ရင်အကျွေးတွေကြည့်ပေးမယ်ဆိုပြီးမဒိန်ကောင်လူမိုက်ကိုပြောထားပါတယ်။အဗီဟာရာကလည်းမဒိန်ကောင်ကိုတတ်ပေးရမယ်လို့ဖာဗလဲကိုပြောထားပြီးဖာဗလဲလည်းမျက်နှာဖုံးကိုစွတ်လိုက်ပါတယ်။ မတိုင်းကောင်းကသူထွက်လူကောင်သေးတဲ့ဖာဗလဲကိုအထင်သေးနေပြီးဖာဗလဲကတော့သုံးဆက်ကက်အတွင်းသမင်ကနေဆွဲလဲကလက်စည်းကိုထိုးလိုက်ပါတယ်အသေးတားလိုက်တာမဟုတ်ပဲခနာတဖြုတ်မလုံးနိုင်အောင်လှုပ်လိုက်တာဖြစ်ပြီးအဘီဟာရာကတော့ဖာဗလဲအဖြစ်ဆိုတာယုံသွားခဲ့ပါတယ်ဒါပေမဲ့အဘီဟာရာကဖာဗလဲကိုတနန်းနဲ့ချိန်လာခဲ့ပြီးမတိုင်းကောင်းကိုတတ်ခိုင်းပါတယ်သူကဖာဗလဲလိုလူမျိုးတွေကိုတွေ့ဘူးတဲ့ပြောပေမဲ့သူတွေ့ဘူးတဲ့လူကတင်နေတဲ့အလောင်းကိုမတိုင်းချင်းနဲ့ကောင်ဖြစ်ပါတယ်အဲ့လိုကောင်မျိုးနဲ့ဖာဗလဲကိုနိုင်နေတာဖြစ်ပြီးဖာဗလဲကတော့သူကလူတွေကိုအပြော့တတ်နေတာမဟုတ်ပဲအလောက်ကိစ္စကြောင့်လှုပ်ရတာဖြစ်ကြောင်းရှင်းပြပါတယ် လူပေါင်း90ကျော်လောက်တတ်ထားတဲ့ဖာဗလဲကိုအဘီဟာရာကမယုံပဲသူတစ်ဖက်ကလည်းဖာဗလဲကိုတနက်နဲ့ထောက်ထားပါရင်အဘီဟာရာကနှစ်ယောက်ထက်စကားပြောခြင်းနဲ့ပြောခဲ့ပေမဲ့သူကရီကိုသူကိုယ်တိုင်ဖျက်နေခဲ့ပါပြီဖာဗလဲကကြည်ထိုးဖို့လန်နေနေတဲ့တပည့်ကောင်ကိုအမောက်သိလိုက်ကမောင်းဆွဲပြီးကြည်ထိုးရတာကခေါင်းနဲ့မဟုတ်ပဲခန္ဓာကိုယ်နဲ့ကျင်သာရနေရမှာဖြစ်ကြောင်းပြောလိုက်ပါတယ်။အဘီဟာရာရဲ့နေရာကနေဖာဗလဲကိုမှန်အောင်ပြစ်နိုင်မှာမဟုတ်ပဲဖာဗလဲအတွက်တော့ဒီလောက်အကွာအဝေးကအေးစေးပဲဖြစ်ပါတယ်။ ဒါကိုသိတဲ့အေဗီဟာရာကသူဟာမာဂူရိုဂိုင်းရဲ့ခေါင်းဆောင်အသက်ခံရမှာကိုမကြောက်တဲ့ကောင်ဖြစ်ကြောင်းပြောပြီးမကြောက်မရွံ့ရှေ့တက်လာခဲ့ပါတယ်။ဖာဗလေကတော့မပြည့်ခဲ့ပဲသူဟာလူသက်လို့ရတဲ့ဆိုတာနဲ့တတ်ချင်နိုင်တတ်နေတာမဟုတ်ပဲအလုအအတွက်ဖြစ်ကြောင်းရှင်းပြပါတယ်။သူ့ရဲ့ပုံစံအမှန်နဲ့သာဆိုရင်အခုချိန်အကုန်လုံးကိုတတ်ပြီးအိမ်ပြန်သွားလောက်ပါပြီ။ဖြစ်နိုင်ရင်ဒီတနေ့အတွင်းတပ်ဖြတ်တာတွေမလုပ်ဘဲအေးအေးချမ်းချမ်းနေချင်တာကြောင့်ဒီမျိုးမှနေခွင့်ပေးပါလို့ပြောပြီးအေဗီဟာရာကိုဥညွန်လိုက်ပါတယ်။အေဗီဟာရာအတွက်လူအသက်ဆိုတာဒီလိုမတရားတဲ့လောကကြီးမှာတခုတည်းသောတန်မိုးရှိတဲ့အရာဖြစ်ပါတယ်။ ဲဒါကြောင့်လမ်းကြောင်းရင်လူသားချင်းတဲ့ကောင်မျိုးတွေကိုသူမျိုးမှနေခွင့်မပေးဘူးပြောတော့ဖာဗလဲကဘယ်တော့မှဒီလိုမျိုးမလုပ်ဘူးကြောင်းပြောပြပါတယ်ဖာဗလဲအတွက်အသက်ဆိုတာဘာလဲမေးတဲ့အခါမှာတော့အဖြစ်မပေးတတ်တဲ့ဖာဗလဲကသူ့ဘဝမှာပထမဆုံးအချိန်အဖြစ်ဈေးကြီးတဲ့ကျက်တူရွေးကိုဝယ်ခဲ့ကြောင်းပြောပြပါတယ်အဲ့ဒီကျက်တူရွေးကိုပဲတန်မိုးထားပြီးမွေးမြူခြင်းနဲ့လို့တွေးမိကခေါင်းဆောင်ဆိုပြီးနာမည်ပေးထားကြောင်းပြောပြလိုက်ပါတယ်စကားဆုံးတော့အဗီဟာရာကဘေးကလူကိုပြစ်တက်လိုက်ပါတယ်အဲ့ကောင်ကလူသက်တာကလွန်ရင်လူရမှုမတိုင်းမှုအနိုင်ကျင့်မှုတွေအကုန်လုပ်ပြီးသူ့ကြောင့်တတ်သိတော်တဲ့လူနေရောက်လဲရှိပါတယ် အခုချိန်မှာတော့ယာကူဇာကြီးအဘီဟာရာရဲ့လက်ချက်နဲ့ရှော့သွားပြီးဖြစ်ပြီးမောင်းနေတဲ့တယောက်ကတော့အဘီဟာရာရဲ့တပည့်ခူရိုဖြစ်ပါတယ်။အခုတော့အဘီဟာရာကဖာဗလဲကိုသူ့မျိုးမှလက်ခံလိုက်ပါပြီ။ဖာဗလဲဟာပရိုဂျေဇာတယောက်ဆိုတာသိသွားတဲ့သူ့တပည့်ကိုတော့ဒီနေ့ဖြစ်ခဲ့တာတွေကိုလှုပ်ဝက်ထားပေးဖို့မှာခဲ့ပါတယ်။ဂျေဇာလူသက်သမားကိုမမြင်ဘူးတဲ့မနူးမနှက်လေးခူရိုကတော့ဖာဗလဲကိုအားကြနေပါတယ်။ တဖက်မှာတော့ယိုခုနဲ့တာကာဟာရှိတို့ကတဆိုင်ထိုင်ပြီးလို့နောက်တဆိုင်ပြောင်းလာခဲ့ကြပြီးတာကာဟာရှိကတော့ကုန်ကြနိုင်မဲ့စရိတ်တွေကိုကြိုတွက်နေရပါပြီ။ဒါပေမဲ့လည်းစကီလီနဲ့ထိုင်ရတာမို့အမှုတောက်ပြီးတော့လေမွန်နဲ့မီဂျစ်ကိုမှားပြီးစုံနေပါရင် အနိုင်ငယ်ပဲမူရရုပ်ခုကတော့တာကာဟာရှိယာရုပ်ဆိုးပေမဲ့အမူးလို့နေတဲ့သူ့ရဲ့ပုံစံကိုချစ်စရာကောင်းတယ်လို့မြင်မိနေပါတယ်။အဘီဟာရာနဲ့ဖာဗလက်တို့ကလည်းဆိုင်းထိုင်နေကြပြီးအဘီဟာရာကဖာဗလက်အခန်းထဲကကင်မရာတွေကိုဖျက်ဆီးလိုက်တာလားလို့မေးပါတယ်။ဖာဗလက်ကမဖျက်ဆီးခဲ့ပဲဖယ်လိုက်ရုံပဲဖြစ်ပြီးသူ့ရဲ့ဟန်ဆောင်ညီမရုပ်ခုရဲ့အခန်းထဲကကင်မရာတွေကိုတော့တမင်ချန်ထားတာဖြစ်ပါတယ်။ တို့ရဲ့အလောက်ကြောင့်ဘယ်ချိန်ဘာဖြစ်မဲ့လဲဆိုတာမသိရပဲအဘီဟာရာတို့ရဲ့မာဂူရိုဂိုင်းကစောင့်ကြည့်ပေးနေလို့အနှငယ်ဘေကင်းနဲ့ဆိုတဲ့သဘောနဲ့လွတ်ထားတာပါအဘီဟာရာညီအရင်တယောက်လိုခင်ရတဲ့လူကလူသားမှုနဲ့1015နှစ်ကြာထားပြီးနောက်အပတ်မှလွတ်တော်မှာမဟုတ်ခွန်ပြုပေးခြင်းနေပါတယ်။အဒီအေဆန်နဲ့ဖာဗလယ်ကတော့ဒီလိုခန်းသားချက်ကိုနားမလဲပဲသူ့ရဲ့ရှာကလည်းအခုထိအပူမခံနိုင်ပဲဖြစ်နေပါတယ်။တစ်ဖက်ကဆမူကြောင်ရဲ့အမူးလွန်သွားတဲ့တကားဟာရှိကတော့ MS ဆုနေခဲ့ပါပြီ။အဲ့လိုအမူးလွန်နေတဲ့ပုံစံနဲ့စကားမပြတာလေးတွေကိုရုပ်ကလည်းမထင်မှတ်ထားလောက်ရေခုံနေပြန်ပါတယ်။ နောက်ဆုံးမှာတော့မိမတယောက်ကြောင့်တာကာဟာရှိတယောက်အရက်အစိမ့်တင်ပြီးတတိမိသွားခဲ့ပါတယ်။ပူပူနွေးနွေးအသားကိုအိဆက်သွားမှစားတဲ့ဖာဗလဲကိုအေဘီဟာရာကအပြေအဝမယုံသေးကြောင်းပြောလာပါတယ်။ တာမန်လူတယောက်အဖြစ်ပြောင်းလဲရမယ့်ဖာဗလဲကတော့ငញ្ញမ်းမှုကိုရှာဖွေရင်းတာမန်အတိုင်းနေခြင်းကြောင့်ပြောနေပါတယ်။ယာကူဇာကြီးအေဘီဟာရကတော့လူအများစုကအလုပ်လုပ်ကြတာမို့အချိန်ပိုင်းအလုပ်ဖြစ်ဖြစ်လုပ်ကြည့်ဖို့အကြံပေးပါတယ်။ယိုဟိုကအမှုလုပ်နေတဲ့တာကာဟာရှိကိုအင်ခေါ်လာခဲ့ပြီးအမျိုးမျိုးစံသက်နေတာကြောင့်မိမတွေကြောက်စရာကောင်းတဲ့ဆိုတာဒီအချက်ကဖော်ပြနေပါတယ်။ဖာဗလဲတို့ပြန်လာတဲ့လမ်းမှာသူ့ကိုလက်ကင်ပေါ်ပါပေးခဲ့မှုနဲ့မိန်းကလေးကိုမြင်လိုက်ရတော့မီဇာကီဆိုသူဖြစ်ကြောင်းအေဘီဟာရကပြောပြပါတယ်။ မိဘတို့ရဲ့အကျွေးကိုစားဖို့အလုံ၅မျိုးလောက်လုံးနေရပြီးကိုပိုင်ဆိုင်တဆိုင်ဖွင့်ဖို့ကြိုးစားနေတဲ့သူဖြစ်ပါတယ်။အဲဒါကြောင့်အဘီဟာရာကငါတို့တွေမပတ်သက်တဲ့တဲ့အမျိုးသမီးလို့ပြောပြီးတချိန်သူမဆိုင်ဖွင့်နိုင်တဲ့အခါလို့ဝပန်းသီးတွေပို့ဖို့ပြင်ဆင်ထားပါတယ်။ဖာဗလေအိမ်မြောက်တဲ့အခါမှာတော့အဘီဟာရာပြောခဲ့တဲ့အချိန်မှအလုံလုံဆိုတဲ့အကြောင်းတွေးမိနေပါတယ်။